မင်္ဂလာပါရှင်ရှဲကောမီဒီယာကကြိုဆိုပါရစေ။နှစ်စဉ်တွေရာဒီကာလမှာမိလောင်မှုများမကြာခဏဖြစ်ပွားလေးရှိပါတယ်။မိဘရန်နေဟာလူမှုအတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်ကိုပြင်းထန်စွာထိခိုက်စေနိုင်တဲ့အန္တရာယ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရပိုင်းအတွင်းမှာလည်းနေရာအနှံ့ကြားမှာမိမတော်တဆမှုများဖြစ်ပွားခဲ့တဲ့အတွက်မိဘရန်နေဖြစ်ပွားမှုကိုတားဆီးနိုင်ရန်ကြိုတင်ကာကွယ်မှုများပြုလုပ်ထားတင်ပါတယ်။လက်စပစ္စည်းများ၊ gas မိဖို့များမိလောင်လွယ်သောပစ္စည်းများကိုစနစ်တကျအသုံးပြုတင်ပါတယ်။မိမိရိုင်၌မိငိမ့်တတ်နိုင်တဲ့ပစ္စည်းများကိုလည်းအလွယ်တကူအသုံးပြုနိုင်ရန် န်ထားရှိသင့်ပါတယ်။မိဘယံနဲ့ကြုံတွေ့လာပါကလွတ်မြောက်နိုင်ရန်အတွက်ကြိုတင်စီစဉ်ထားရှိရန်လိုအပ်ပါတယ်။မိဘယံနဲ့ကြုံတွေ့လာပါကလည်းအနည်းဆက်ဆုံးမိသက်ဌာနများသို့အမြန်ဆုံးဆက်သွယ်ဖို့လိုအပ်ပါတယ်။မိဘယံနဲ့ကြိုတင်ကာကွယ်မှုများကိုပြုလုပ်ထားခြင်းဖြင့်မိဘယံရဲ့ကိုထိရောက်စွာရှင်းချပေးနိုင်မှာဖြစ်ပါတယ်ရှင်။